် DGBA ဌာနချုပ်တီရှိရာစုံစည်းပိုင်းမှာအထိုင်ချပြီးတိုက်ခိုက်ဖို့လှုံ့ဆော်နေတဲ့အပေါ် DGBA တာဝန်ရှိသူကအခုလိုပြောလိုက်တာပါတို့ကဖြစ်စေချင်တာကျွန်တော်တို့ကတို့ကူတိုက်စေချင်တာကျွန်တော်တို့ကအဲ့ဒီဥစ္စာတော့လောလောမရဘူးအဲ့ဒီပုံမှာကျွန်တော်တို့တိုင်မှုလို့ကတို့ကတော့ကျွန်တော်တို့စိတ်ကတော့သဘောမတတဲ့လူပဲရှိတော့တို့မကူတိုက်လို့အဲ့မျိုးနော်ရှိတယ်တော်တော့ဘယ်လိုကြောက်ခမနာကြလားကျွန်တော်တို့ထာမကျုံမနေသူတို့တပက်ဖွဲ့စီက တိုက်ပြီးဆိုကျွန်တော်တို့ထိမယ်ကျွန်တော်တို့ထိရကျွန်တော်တို့ကကြာတလုံးမှာတို့တို့အတွက်အားတစ်ခုဖြစ်အောင်တို့ကြံစရလို့ပဲနေလေလေဘယ်လိုပြောကျွန်တော်တို့တကူကူအကွက်စင်တဲ့ပုံမျိုးပေါ့အဲကျွန်တော်တို့လည်းအဲ့ဒီဖွင့်လိုက်ပါတိုက်ပွဲပြန်ဖြစ်အောင်စလို့တဲ့ပုံစံမျိုးကျွန်တော်တို့ဌာနကြောင့်လည်းကရဲ့ကြောမိပြီးတော့မှအဲ့တစ်ဖက်ကိုတိုက်နေဆိုရင်အဲ့ဒါ over ဖွဲ့ရလဲအမြင်တမျိုးဖြစ်သွားနိုင်တယ် ဒီကပီတပ်ဖွဲ့ဟာစစ်ကောင်စီနဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။သူထင်းကျုပ်ဒေသမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာဝင်ရောက်ပါဝင်ခြင်းမရှိသလိုတစ်ဖက်မှာလည်းပြည်လက်နက်ကင်တွေအချင်းချင်းကြားတပ်ဖွဲ့နဲ့တပ်ဖွဲ့တိုက်ခိုက်ကြတွေမလုံဆောင်ဖို့အရင်ထဲကသဘောတူညီထားကြပြီးလည်းဖြစ်ပါတယ်။ဒါကိုသိရှိထားပြီးဖြစ်တဲ့စစ်ကောင်စီအနေနဲ့တေဘောဘူဗျူဟာစခန်းအတွက်အော်လီဗျူဟာကစင်အားတရာစစ်ကူပို့ဆောင်တဲ့နေရာမှာ စုံစည်းမြိုင်ကိုဖျက်ပြီးတေဘောဘိုးစခန်းကိုတိုက်ရိုက်မသွားဘဲ DGBA ဌာနချုပ်စေအေးပြခွင်းအနီးတာဝန်မြေကန်ဆက်မှာထိုင်ချပြီးတော်လိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။အဲလိုတကယ်ပဲတကယ်ပဲဖြစ်တယ်ဆိုရင်ပေါ့လေ။ဒါကတက်တက်ရပ်ပတ်တယ်လို့ပဲနိုင်ငံရေးရပဲသူပြောဟိုဒီရိုးရိုးတမန်စကားရပဲသူပြောဒါညစ်ပတ်မှုတစ်ခုပေါ့နော်။အဲလိုပဲကျွန်တော်မြင်တယ်ပေါ့နော်။ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLN နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကရောက်ရီမျိုးတောင်ဘက်မှာရှိနေတဲ့စစ်ကောင်စီအထိုင်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားနေပြီးစစ်ကောင်စီကတော့ဝေါ်လီဗျူဟာကတဆင့်လက်နက်ကြီးနဲ့ပစ်ခတ်တာဒေသတိုက်ခိုက်မှုတွေပြုလုပ်တာတွေနဲ့စခန်းမကြရေးခုခံနေပါတယ်။